ဒီနေ့တော့မှသင်ခန်းစာကတော့ Redmi Note 3 MDK ရဲ့စနိုးချင်းရဲ့အစ VPU ဟာခေါ် VS ဆိုရဲထွက်တဲ့လမ်းကြောင်းကို main power IC တွေကိုပြန်လည်ဝင်သွားတဲ့လမ်းကြောင်းတွေကိုလေ့လာကြမှာဖြစ်ပါတယ်။ Redmi Note 3 MDK မှာ VGIC ကနေထုတ်ပေးလိုက်တဲ့ VS ဆိုရဲဆိုလို့ခေါ်တဲ့ VHPU ဟာဘူလမ်းကြောင်းဟာ main power IC ဖြစ်တဲ့ MD6331 power IC တွေကိုလမ်းကြောင်း2468လမ်းကြောင်း6ခုအနေနဲ့ပေးသွင်းထားပါတယ်။ ်ပထမဆုံးပြသနာတာကတော့ MD6331 ရဲ့ပင်တစ်ခုတည်းသူ BSY ရဲ့ဆန်ဆိုပြီးတော့ပြသထားတယ်၎င်းလမ်းကြောင်းကဘာအတွက်ပြသထားလဲဆိုရင် main power IC ကနေပြီးတော့ BYS လမ်းကြောင်းကိုအယုံကလမ်းကြောင်းအနေနဲ့ပြသထားတဲ့အတွက် output လမ်းကြောင်းထွက်ရှိခြင်းမရှိပါဘူးဒုတိယလမ်းကြောင်းအနေနဲ့ VBAC VDB FS 11နဲ့ VBAC VDB FS 12ဆိုပြီးတော့ပြသထားပါတယ် VBAC VDB FS 11လို့ခေါ်တဲ့ BYS ရဲ့ supply voltage 4.2 volt main power ic mt633 nd ကိုရောက်ရှိပြီဆိုရင် main power ic ရဲ့ output လမ်းကြောင်းကနေပြီးတော့ vdb fs 11ဆိုပြီး point တစ်လုံးကိုဖြတ်ပြီးတော့မှထွက်ရှိထားပါမယ်ပြီးရင် vs wire လမ်းကြောင်းက vbac vdb fs 12ဆိုတဲ့ supply voltage ရောက်ရှိပြီဆိုရင် mt631 ရဲ့ output လမ်းကြောင်းကနေ vbac vdb fs 12ဆိုပြီးတော့ point တစ်လုံးကိုဖြတ်ပြီးတော့ထွက်ရှိရတဲ့လမ်းကြောင်းဟာ vdb fs 11ဆိုပြီးတော့ထွက်ထားတဲ့လမ်းကြောင်းနဲ့တွဲပူးပြီး ဝီကို1ပီယံမျိုးဆိုပြီးတော့ဘိုလန်ကြောင်းတစ်ခုအနေနဲ့ထုတ်ပေးထားပါတယ်။အဲဒီဝီကို1ပီယံမျိုးဆိုတဲ့ဘိုလန်ကြောင်းဘယ်တဲ့ IC တဲ့ကိုဘာအတွက်ပြင်ဆင်ထားရလဲဆိုတာကနောက်ထပ်သင်ခန်းစာမှာဆက်လက်ပြီးတော့တွေ့ရှိရပါမယ်။ပြီးရင်နောက်ထပ်လမ်းကြောင်းတစ်ခုအနေနဲ့ Webback VDB FS 13ဆိုပြီးတော့ Main Power IC MT 633 RAM ကိုပြင်ဆင်ထားတယ်။ဒီဘက်ကနေပြီးတော့ VDB FS 13ဆိုပြီးတော့ Quantum လုံးကိုခံပြီးတော့မှထွက်ရှိထားပါမယ်။ ဂျပန် WeBank WDBF 14ဆိုပြီးတော့ supply putting ပြည်သူမှုရရှိရေး MD 6320အနေပြီးတော့ output ပို့လမ်းကြောင်းအနေနဲ့ WDBF 14ဆိုပြီးတော့ quantum လုံးကိုဖြတ်ပြီးထွက်လာတဲ့လမ်းကြောင်းဟာ WDBF 13ကနေထွက်လာတဲ့လမ်းကြောင်းနဲ့လမ်းကြောင်းနှစ်ခုပေါင်းပြီးတော့မှ BGBU PMU ဆိုပြီးတော့ IC တလုံးတဲ့သို့ပို့လမ်းကြောင်းပြည်သွင်းထားပါမယ်ဒီ BGBU PMU ပို့လမ်းကြောင်းဟာ PRC တဲ့ကိုဘာအတွက်ပြည်သွင်းထားရလဲဆိုတာကတော့ အဆိုင်ရာသင်ခန်းစာမှာဆက်လက်လေ့လာကြပါမယ်။ပြီးရင်နောက်ထပ်ဗိုလ်လမ်းကြောင်းတစ်ခုအနေနဲ့ပြင်သွင်းထားတာကတော့ we back SMBS SMBS ဆိုတာက switching mode power supply သူဒီ output ထွက်ရှိရှိမှာမဟုတ်ဘူးဒါဆိုရင်သူ့ကိုဘာအတွက်ပြင်သွင်းထားရလဲဆိုရင် MD6 221 power IC ရနေပြီးတော့သူကနေထုတ်ပေးထားတဲ့ output switching port လမ်းကြောင်းတွေကိုသူကိုယ်တိုင် control လုပ်လို့ရအောင်လို့ supply voltage အနေနဲ့ပြင်သွင်းထားခြင်းဖြစ်ပါတယ်နောက်တဲ့ဗိုလ်လမ်းကြောင်းတစ်ခုက we back we go one ဒီဘက်မှာအပေါ်က VDB FS 11နဲ့ VDB FS 12ကနေပြီးတော့ Vico 1ဆိုတဲ့ပိုလန်းကြောင်းထုတ်ပေးထားတဲ့အတွက် Hurricane ဒီဒီဘက်မှာ output ထွက်ရှင်းမရှိပါဘူး NC ပါပြီးရင် Vback Vico 2ဒီကောင်လည်း output လမ်းကြောင်းထွက်ရှင်းမရှိပါဘူး Vback SMPS အပေါ်မှာ Vback SMPS ဆိုပြီးတော့ switching mode power supply voltage အနေနဲ့ပြသထားပြီးဖြစ်တဲ့အတွက်သူလည်း NC ပါပဲဒါဆိုရင်နောက်ဆုံးပိုလန်းကြောင်းအနေနဲ့ပြသထားတာကတော့ Vback VIO 16 MDK မှာ main boot လမ်းကြောင်းဖြစ်တဲ့အာသာဘမှာလိုအပ်တဲ့ one wide boot လမ်းကြောင်းတွေ CPU တွေ EMC တွေရဲ့ run နဲ့ run byte တွေကို one wide boot အဓိကပြည့်စုံမဲ့ပူလမ်းကြောင်းထွက်ရှိနိုင်ဖို့အတွက် supply voltage အနေနဲ့ MD633 ရဲ့ pin 3 pin တို့ပြည့်စုံထားပါတယ်။အဲ့ဒီ boot ပြည့်စုံမှုရရှိပြီဆိုရင် MD633 က pin 3 pin ကနေပြီးတော့ point တစ်လုံးကိုခံပြီးတော့မှ VIO 16 PMU ဆိုပြီးတော့ one wide boot လိုအပ်တဲ့အာသာဘတွေနဲ့ CPU တွေ EMC ရဲ့မှာရှိတဲ့ RAM နဲ့ ROM ဘိုင်းတွေအလုံးလုံးနိုင်ဖို့အတွက် WAN Wi-Fi ဘို့ကိုပြသွင်းမှာဖြစ်ပါတယ်။ဒါဆိုရင်ဒိုဟိုတတိယသင်္ကန်းစာဖြစ်တဲ့ VGUID ကနေထုတ်ပေးလိုက်တဲ့ VS Wire လို့ခေါ်တဲ့ Bluetooth Speedrouter 4.2ဘို့လမ်းကြောင်းဟာ Main Power IC တွေကိုလမ်းကြောင်း၈ခုအနေနဲ့ပြသွင်းထားတဲ့အနက်မှာလမ်းကြောင်း၃ခုသာလျင် Output ဘို့လမ်းကြောင်းပြန်ထွက်ပြီးတော့ဂျန်နာတွေကတော့ control လမ်းကြောင်းတွေနဲ့ NC လမ်းကြောင်းတွေပဲဖြစ်ပါတယ်။ စာအနေတစ်ခေါက်ပြန်ပြောရင် VS Wire လို့ခေါ်တဲ့ Bullish Bureau 4.2ဖို့လမ်းကြောင်း Main Power C ဖြစ်တဲ့ MD 6300ရန်တဲ့ကိုပြသမှုရောက်ရှိရေပထမဆုံးလမ်းကြောင်းတစ်ခုက VFYS ဆန်ဆိုပြီးတော့အာယုံကလမ်းကြောင်းအနေနဲ့ပြသထားခြင်းဖြစ်တဲ့အတွက် Output ဖို့လမ်းကြောင်းထွက်ရှိခြင်းမရှိပါဘူးဒုတိယလမ်းကြောင်းအနေနဲ့ပြသထားတာက Webback VDB FS 11အဲ့ဒီ Supply Point ရောက်ရှိရင် MD 6300ရန်ကနေပြီးတော့ PDBFS 11ဆိုပြီးသူ့ရဲ့ပင်နယ်ပင်မကွိုင်းတလုံးကိုဖျက်ပြီးတော့ဘူလန်ကျောင်းတစ်ခုထုတ်ပေးထားပါတယ်။ဒေါက်တာလန်ကျောင်းတစ်ခုကတော့ we back PDBFS အတွက်ဒီ supply boot ရောက်ရှိရေး CTDUAN power AC ရဲ့ပင်နယ်ပင်ကနေ PDBFS အတွက်ဆိုပြီးတော့ကွိုင်းတလုံးကိုဖျက်လာတဲ့လန်ကျောင်းဟာစောစောက PDBFS 11ဆိုတဲ့လန်ကျောင်းကိုပူပြီးတော့ Pico 1 PMU ဆိုပြီးတော့ဘူလန်ကျောင်းတစ်ခုထုတ်ပေးထားပါမယ်။ Pico 1လန်ကျောင်းပြည့်တဲ့အတွက်ဘူအားပြင်းက0.9ပို့ရှိနေပါမယ်။ ဘယ်ဟာစီတဲကိုဘာအတွက်ပြင်းထန်ထားရဲဆိုတော့နောက်ထပ်သင်ခန်းစာမှာဆက်လက်ပြီးတော့လေ့လာကြပါမယ်။ဒါဆိုရင်လမ်းကြောင်းတစ်ခုကနေပြီးတော့ point တစ်လုံးဖြတ်ပြီးတော့ဘာကြောင့်တစ်ခုချင်းမပေးထားဘဲနဲ့ point နှလုံးကနေဖြတ်ပြီးတော့မှလမ်းကြောင်းတစ်ခုပေါင်းပြီးတော့ပြင်းထန်ထားရဲဆိုတဲ့အကြောင်းရင်းဟာတို့က power ဖုံးတစ်လုံးကို power gain နေပြီး power ဖွင့်တဲ့အခါမှာ voltage နဲ့ ampere မှာ ampere ကို ပုံမှုပြီးတော့ဆွဲယူပြီးတော့မှ power no ရခြင်းဖြစ်တဲ့အတွက် ampere ပူတောင်းခြင်းလို့ point နှလုံးပေါင်းပြီးတော့မှလမ်းကြောင်းတစ်ခုအနေနဲ့ ူပေါင်းပြီးတော့ဘူလန်းချောင်းထုတ်ပေးပြီးတော့ပြည်သွင်းရခြင်းဖြစ်ပါတယ်။အားနေချက်အနေနဲ့ကဟာရီကွိုင်းနှလုံးကတလုံးလုံးပြက်တာပြုတ်ထွက်နေတာဖြစ်နေခဲ့မဲ့ဆိုရင်အဲ့ဒီဖုန်းက first logo ရက်တာတွေ first logo လဲနေတာတွေဖြစ်တတ်ပါတယ်။ error ကတော့ BSR လမ်းကြောင်းက bad anti လမ်းကြောင်းပြက်တဲ့ပုံစံမျိုးနဲ့သွားပြီးတော့ဆင်တူနေတတ်ပါတယ်။နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ Vbat VDV FF13 ဆိုတဲ့ supply port ရောက်ရှိရင် MD633M power C ရဲ့ပင်နံပင်အားနေတဲ့ ် VDBF တာတင်းလို့ခေါ်တဲ့ဘူလန်းချောင်းကိုပိုင်တလုံးကိုဖြတ်ပြီးတော့ထွက်ပေးထားပါမယ်။ပြီးရင်ဒီဘက်က VSY လမ်းကြောင်းကပြီးသွင်းထားတဲ့ VBF VDBF 14 supply port ရရှိတာနဲ့ MD 631 power IC ရဲ့ပင်နဲ့ပင်မှာ VDBF 14ဆိုပြီးတော့ပိုင်တလုံးကိုဖြတ်လာပြီးထွက်လာတဲ့လမ်းကြောင်းဟာစောစောက VDBF 13ဆိုတဲ့ဘူလန်းချောင်းနဲ့တွားပူးပြီး VGPU PMU ဆိုပြီးတော့ဘူလန်ချောင်းတစ်ခုအရင်နဲ့ပြည့်သွင်းထားပါမယ်။သူလည်းပဲ0.9ဘူဝင်ကျင်မှာရှိပါမယ်။ Active ဖြစ်တဲ့အတွက် ဒါဆိုရင်စောစောကပုံစံတိုင်းပဲကွာနှလုံးပေါင်းပြီးတော့မှလမ်းကြောင်းတစ်ခုပေါင်းထုတ်ကားတဲ့အကြောင်းရင်းဟာ MPR ပူတောင်းခြင်းလို့လုံလွှဲထားခြင်းပဲဖြစ်ပါတယ်။ပြီးရင် VBAC SMBS SMBS ဆိုတာက switching mode power supply အပေါ်လမ်းကြောင်းထွက်ထားခြင်းမရှိဘူးပြင်သွင်းထားရတဲ့အကြောင်းကတော့ MD631 power IC ကနေသူကနေထုတ်ပေးလိုက်တဲ့ output switching လမ်းကြောင်းတွေကိုသူကိုယ်တိုင် control လုပ်နိုင်အောင်လို့ supply voltage အနေနဲ့ပြင်သွင်းထားခြင်းဖြစ်တဲ့အတွက်အပေါ်ဘုလမ်းကြောင်းထွက်ရှင်မရှိပါဘူး။ we back we go one we back we go two လို့ဒီအပေါ်မှာ BDFS 11နဲ့ BDFS 12လမ်းကြောင်းတစ်ခုကနေပြီးတော့ပြည်စွန်းထားပြီးဖြစ်တဲ့အတွက်သူလဲအောက်ဖို့လမ်းကြောင်းထွက်ရှင်းမရှိပဲလေ ANC အနေနဲ့ပဲဝင်ရောက်ထားပါတယ်နောက်တဲ့တစ်ခု we back SMPS ကလည်းအပေါ်မှာပြည်စွန်းထားပြီးဖြစ်တဲ့အတွက်သူလဲ ANC ပဲနောက်ဆုံးလမ်းကြောင်းကတော့ we back BYO 78ဒါကတော့ MDK ဖုန်းတွေမှာမြစ်ဒီ brand ကအမဒီကေဖုန်းတွေမှာမဆိုအရေးကြီးဆုံး1.8 volt လမ်းကြောင်းထုတ်ပေးနိုင်ဖို့အတွက် supply bodish အနေနဲ့ပြီးသွင်းထားတဲ့ဒီဘက်ကနေပင်သုံးမယ်အနေဘူရာကို78ဆိုပြီး coin ကိုဖြတ်ပြီးတော့မှ1.8ဘူလမ်းကြောင်းကိုစတင်ပြီးတော့ထုတ်ပေးထားတယ်ဒီလမ်းကြောင်းကအာသာပါတွေမှာသူ့ကိုသုံးဖို့လိုအပ်တဲ့1.8ဘူသုံးမဲ့နေရာတွေနဲ့ CPU နဲ့ EMC ထဲမှာရှိတဲ့ RAM တွေ ROM ပိုင်းတွေအလုံးလုံးနိုင်ဖို့အတွက်ပုံပြီးအသွင်မဲ့လမ်းကြောင်းပဲဖြစ်ပါတယ်ဒု930မှာတော့ကတော့930 UC00 မှာတော့က1.8ဘူလမ်းကြောင်းဒီ coin ကမထွက်တဲ့အတွက် LDO လမ်းကြောင်းအနေနဲ့တွေးခဲ့ပြီးတော့အဲဒီ Redmi Note 3 MDK မှာပိုင်ခံထွက်တဲ့အတွက် back regulator လမ်းကြောင်းပူလမ်းကြောင်းအနေနဲ့ပြောင်းလဲသွားရတာကိုသတိထားမိကြပါမယ်။အဲဒါ930မှာ LDO အနေနဲ့ထွက်ပြီးတော့ Redmi Note 3 MDK မှာ switching အနေနဲ့ပြောင်းထွက်ကြတာဒီဒီကောင်မှာ power IC နှလုံးထံပြီးတော့မှထွက်တဲ့အတွက် BIO 78 PMU လမ်းကြောင်းဒီ switching port အမျိုးအစားဖြစ်ပြောင်းလဲပြီးတော့ထုတ်ပေးသွားပါတယ်။ဒါဆိုတော့မှတ်လို့ရတာဒီ MDK ဖုန်းတွေမှာ ပါဝါစီတလုံးနိုင်ပြီးထွက်ရင်ရာယူဆက်ရှိဝမ်ပွိုင်းဖို့လမ်းကြောင်းဒီအရီယိုဘိုးမျိုးစားအနေနဲ့ထွက်ရှိပြီးတော့ပါဝါစီနှလုံးတိုင်ခဲ့လို့ရှိရင်တော့ဘက်ရဂူလီတာလို့ခေါ်တဲ့ switching ဘိုးမျိုးစားအနေနဲ့ထွက်ရှိပေးမှာဖြစ်ပါတယ်။အခုလမ်းကြောင်းကိုဘလော့ပုံနဲ့လေ့လာပြီးတဲ့အခါဒိုင်ယာဂရမ်နဲ့လေ့လာချင်းခဲ့ကြည့်ကြမယ်ဆိုရင် သူရဲ့ main power စီနှစ်ဘက်က U 2001အဲ့တော့ main power စီ U 2001ထဲကိုသတော်က BJNC ကနေထုတ်ပေးလိုက်တဲ့ VS Wire လို့ခေါ်တဲ့ VB Pure ပူလန်းကြောင်းရှစ်ခု ပေးသွင်းမှုရောင်းမရောက်ကိုတို့ကစစ်ချင်ရင်သူ filter ထားပြီးတော့ဝင်ရောက်ထားတဲ့ကွန်မိုးနဲ့နှလုံးရှိပါတယ် C 2001နဲ့ C 2001အဲ့တော့ဒီကွန်နက်ဆာနှလုံးမှာ filter ထားပြီးမှဝင်ရောက်ထားတဲ့အတွက်တစ်ဖက်ဒီမှာ ground VS ဆိုတာရဲ့လို့ပြောထားတဲ့အတွက်ဘူအားဖြင့်4.2ဘူရှိနေရပါမယ်အဲ့တော့တို့ကဒီကွန်ဝက်နဲ့နှလုံးမှာဘူတန်းကြီးလို့တစ်ဖက်ဒီကတော့တစ်ဖက်မှာ4.2ဘူတွေ့နေရင် main power IC တဲကို VS ဆိုတာရဲ့ supply voltage ပေးသွင်းမှုရောက်ရှိပြီလို့သိရှိရပါတယ်အဲ့တော့တို့အဲ့ဒီကွန်ဝက်နဲ့နှလုံးကိုရှာကြည့်ရင်စီ2000တည်းဒီ ီဘက်က coin လေးလုံးရဲ့ဒီဘက်မှာအပေါ်အောက်ဆင့်ထားတယ်နောက်တစ်လုံးက2000နဲ့အဲ့တော့အဲ့ဒီ main power IC တဲကို BJC ကနေပေးသွင်းလိုက်တဲ့4.2ဘုရောင်းမရောက်ကိုဆစ်ချင်ရင်တို့ကဒီကုမိုးနဲ့နှလုံးမှာဆစ်လို့ရတယ်ဒီဘက်တွေက ground ကြနေပြီးတော့ဒီဘက်တွေမှာ4.2ဘုတွေ့ရှိရင် BJC ကပေးသွင်းလိုက်တဲ့ VSY ရဲ့ supply voltage main power IC တဲကိုရောက်ရှိပြီလို့တို့သတ်မှတ်လို့ရတယ်အဲ့တော့အဲ့ဒီကုမိုးနဲ့နှလုံးကိုစာကိတ်ဘုတ်မှာတစ်ချက်လောက်ကြည့်ကြည့်ရင် ဒါဒီ main power IC MD 6231ပါအဲ့တော့တို့က BGYC ကနေပေးလိုက်တဲ့4.2လမ်းကြောင်း power IC တဲကိုရောက်မရောက်ဆစ်ချင်ရင်ဟာဒီကွန်မိုနာနှလုံးမှာဆစ်လို့ရတယ်ပရိတက်တာမဲ့ power key နေထားပဲဖြစ်ရနဲ့ဘို့ကိုတန်းကြည့်တဲ့အခါ meter OTC 20ဘို့မှာထားပြီးရင်လက်တန်တစ်ခုကို ground ချမယ်ချန်တဲ့လက်တန်နဲ့တန်းကြည့်ရင် hybrid ထိဒီမှာ4.2ဘို့တွစ်ရှိရင် main power IC တဲကို BGYC ကနေပေးသွင်းလိုက်တဲ့ supply port 4.2ဘို့ရောက်ရှိပြီဖြစ်တယ်အဲ့တော့အဲ့ဒီ supply port ရောက်ရှိပြီဆိုရင် ဒီဒီဝေယစွာရဲ့ဘိုလန်းချောင်းဒီမိမဝါစီတဲကိုလမ်းချောင်း၈ခုအနေနဲ့ပြသွင်းထားတယ်။ပထမဆုံးပြသွင်းထားတဲ့လမ်းချောင်းကတော့ပါဝါစီရဲ့ပင်နဘတ် C4 ဆိုတဲ့တဲကိုဝေယစွာရဲ့ set ဒီပြသွင်းထားတဲ့ဝေယစွာရဲ့ဘိုလန်းချောင်းကိုအာယုံကန်လမ်းချောင်းအနေနဲ့ supply boot အဖြစ်ပြသွင်းထားခြင်းဖြစ်တဲ့အတွက်တစ်ဖက်မှာအောက်ဘက်ဘိုလန်းချောင်းထွက်ရှိမှာမဟုတ်ပါဘူး။ဒါကခုနဘလော့နဲ့ရှင်းပြပေးပါမယ်။ပြီးရင်ဒုတိယလမ်းချောင်းအနေနဲ့က VBF VDFS 11ဆိုပြီးတော့ ပါဝါစီရဲ့ပင်နဘက် N9 နဲ့ N10 နှစ်ပင်တို့ပြသွင်းထားပါတယ်အဲ့တော့အဲ့ဒီပါဝါစီရဲ့ပင်နဘက် N9 နဲ့ N10 Webback BDFS 11ဆိုတဲ့ supply boat တွေရောက်ရှိမှုရှိမရှိစစ်ချင်ရင်စစ်ကမဲ့ component က C2004 နဲ့ C2000 နဲ့ခွန်မစစ်လို့ရပါတယ်အဲ့ဒါဒီ BDFS 11နဲ့ BDFS 12ဆိုတဲ့ အဝါဇီရဲ့ပင်နံပါတ် NI and M7 and 7 NH ဆိုတဲ့ပင်၅ပင်ကိုအဲ့ဒီ11နဲ့12ဆိုတဲ့ supply port တွေရောက်ရှိမှုရှိမရှိစစ်ခဲ့ရမယ် component နှလုံးပါအဲ့တော့ C 2004နဲ့ C 2000ကိုမှတို့ကဘုတ်သွားတန်းကြည့်ရင် C 2004နဲ့2000ကိုဒီ coin bin မှာရှိတဲ့ component ၅လုံးအနက်အပေါ်ဆုံးနှလုံးပါတို့စစ်ကြည့်လို့ရပါတယ်အဲ့တော့ coin ၄လုံးရဲ့အပေါ်ဆုံး၅လုံးမှာ အပေါ်ဆုံးနှလုံးသည်ဟာဒီမိန်ပါပါအစီရဲကို Vivek BDB FS 11နဲ့ Vivek BDB FS 12ဆိုတဲ့ supply boot တွေရောက်ရှိမှုရှိမှရှိစစ်ကမဲ့လမ်းကြောင်းပါအဲ့တော့တို့ကဒီကွန်မိုနဲ့နှလုံးမှာစစ်ကြည့်ရေးဒီဘက်တွေဒီ ground ကြနေမယ်ဒီဘက်တွေမှာ4.2ဖို့တွေ့နေပြီဆိုရင် main power စီတဲ့ကို VDBFS 11နဲ့ VDBFS 12ဆိုတဲ့ supply boot တွေရောက်ရှိနေပြီဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာ supply boot တွေတွေ့ရှိပြီးတော့မှဟာဒီသူ့လမ်းကြောင်းက quantum နှလုံးမှာ ဟိုဘက်ဒီဘက်ဒီမှာ0.9ဘူးဝင်းကျင်မရှိခဲ့ဘူးဆိုရင်ควိုင်းလဲကောင်းနေမယ်ဒီမှာလဲ supply ဘူးတွေလည်းရှိနေတာဖြစ်တဲ့အတွက် output ဘူးလမ်းကြောင်းဖြစ်တဲ့ Vico 1 PM မျိုးဆိုတဲ့ဘူးလမ်းကြောင်းမထွက်နေဘူးဆိုရင်တော့တို့က main power IC ကိုလဲပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်က BDB FS 11နဲ့ BDB FS 12ကိုသုံးပြီးတော့ထွက်ရှိတဲ့ဘူးလမ်းကြောင်းကတော့ Webap ်ဘူကို1 PM ဆိုပြီးတော့ပြန်ထွက်มาဖြစ်တယ်ဟိုဘက်က BDBF 11 supply boat တွေကိုသုံးပြီးဒီဘက်ကထွက်มาက BDBF 11ဆိုပြီးတော့ power C ရဲ့ပင်နဘက် PDAM နဲ့ RDAM ကနေပြီးတော့ quay 2331ကိုဖြတ်ပြီးတော့มาလမ်းကြောင်းတစ်ခုထွက်ထားမယ်ပြီးရင်အဲ့ဒီလမ်းကြောင်းကိုပဲဘူဘက် BDBF 12ဆိုပြီးတော့ quay 2001ကိုဖြတ်ပြီးတော့มาထွက်လာတဲ့လမ်းကြောင်းဒီလာပေါင်းပြီးတော့มา Vico 1 PMU ဆိုပြီးတော့09ဘို့အနေနဲ့သက်ဆိုင်ရ IC တွေကိုပြသွင်းထားมาဖြစ်ပါတယ် အဲ့တော့တို့ကဟာဒီကွာနှလုံးမှာဟိုဘက်ဒီဘက်ဒီမှာတန်းကြည့်ရင်ဂရောင်းကြခြင်းမရှိရဘူးအကြောင်းကတော့ဘက်ကွာနေဖြစ်တဲ့အတွက်ဂရောင်းကြနေခဲ့လို့ရှိရင်တော့ဒီဘက်မှာကြာရင်ပါဝါအစီနဲ့ပြီးပြီမဲ့ဟိုဘက်ချမ်းမှာကြာလို့ရှိရင်တော့သူဝင်ရောက်သွားမဲ့ ICD CPU ဖြစ်နေတဲ့အတွက် CPU ရဲ့ကိုးပန်းလုံးလုံးနိုင်ဖို့ပြင်သွင်းထားခြင်းဖြစ်တဲ့အတွက် CPU ထိရောက်နိုင်ပါတယ်။အဲ့တော့အကယ်၍ဘိုးပြောင်းနေခဲ့ရဆိုရင်ရှော့မကြဘဲနဲ့ဘိုးပြောင်းနေခဲ့တဲ့ဆိုရင်တော့ဟာဒီ क्वायर လဲကောင်းနေမယ်ဒီ क्वायर လဲကောင်းနေတဲ့သားနဲ့ ဝီကို1 PM မျိုးလို့ခေါ်တဲ့0.9ဗိုလ်ပျောက်နေခဲ့ရဲ့ပါဝါစီကိုတိုင်ရပဲပြတ်နေလို့ဘုံမထုတ်ပေးနိုင်တာလားဒါမှမဟုတ်ဒီဘုတ်ကိုထုတ်ပေးနိုင်ဖို့အတွက် supply voltage ဖြစ်တဲ့ VSYS ဘုတ်လမ်းကြောင်းပဲပါဝါစီတဲ့ကိုပြင်းထားမှုမရောက်ရှိလို့လားဆိုတာကိုစစောကကုမိုးနာနှလုံးနဲ့ပြန်ခွဲခြားလို့ရပါတယ်အဲ့တော့ဒီ C2004 နဲ့ C2000 ကမှစစ်ကြည့်လိုက်လို့4ဝဒူဖို့တွင်ပဲသူ့ရဲ့လမ်းကြောင်းကဒီကွာနှလုံးနဲ့ကောင်းနေတဲ့အသားနဲ့ V1 PM 0.9ဗိုလ်မထွက်ရင် ပါဝါရှီကိုလဲပေးရမှာဖြစ်ပါတယ်။နောက်တဲ့ပိုလန်ကျောင်းတစ်ခုအနေနဲ့သူပေးသွင်းထားတာကတော့ Webback BDBFS starting နဲ့ Webback BDBFS 14ဆိုပြီးတော့ပါဝါရှီရဲ့ပင်နံပါတ် N5, N6, N3 နဲ့ N4 တို့ပေးသွင်းထားပါတယ်။အဲ့ဒီ supply port ရောင်းမရောက်ကိုတို့ကစစ်ချင်ရင် component C2006 နဲ့ C2005 မှာစစ်လို့ရတယ်။ C2006 နဲ့ C2005 ဒီစစောက၅လုံးရဲ့အောက်ဆုံးနှလုံးပါ။ အဲ့တော့ဒီအောက်ဆုံးနှလုံးဒီ Vivek BDB FF13 နဲ့ Vivek BDB FF14 supply board ရောင်းမရောက်စစ်ကမဲ့နေရပါဒီနေရာမှာဒီဘက်တွေမှာကောင်းကြပြီးဒီဘက်တွေမှာ4.2ဖို့ရောက်နေရေး BJC ကနေထုတ်ပေးလိုက်တဲ့ VS Wires 4.2ဖို့လမ်းကြောင်းဟာ Vivek BDB FF13 နဲ့ Vivek BDB FF14 ဆိုပြီးတော့ supply voltage အနေနဲ့ power စီတဲ့ကိုရောက်ရှိပြီလို့သိရှိရပါတယ်အဲ့တော့သူ့လမ်းကြောင်းအကွန်ရတော့ဒီနှလုံးပါတို့ diagram မှာတစ်ချက်ပြန်ကြည့်ရေး BDBF တာတင်းဆိုပြီးတော့ Quai 2003ကိုဖျက်ပြီးတော့ထွက်လာတဲ့လမ်းကြောင်းဟာ BDBF 14ဆိုပြီးတော့ Quai 2004ကိုဖျက်လာတဲ့လမ်းကြောင်းနဲ့ပေါင်းပြီးတော့မှ VGPU PMU ဆိုပြီးတော့ CPU ရဲ့ GPU Graphical Processing Unit ပါအလုံးလုံးနိုင်ဖို့အတွက်ဘူဟာပေးသွင်းထားမှာဖြစ်တယ်အဲ့တော့ active ဖြစ်တဲ့အတွက်သူလည်း0.9ဗို့ဝင်ချင်မှာပဲရှိနေရမယ်။အကယ်၍တော့ GPU 0.9ဗို့မရောက်ခဲ့ရှိလို့ခဲ့လို့ရှိရင်ခုနကဘုံကိုပါဝါဖွင့်လိုက်တဲ့အခါမှာ မီဆိုလဲမီဆိုပြီးတော့ပေါ်နေမယ်ဟွာဝေးဆိုလဲဟွာဝေး Oppo ဆို Oppo Vivo ဆို Vivo အဲ့လို first logo မှာပေါ်ပြီးရင်စက္ကန့် logo မပေါ်တော့ဘဲနဲ့ blue screen ဖြစ်တဲ့ error တွေဖြစ်လာခဲ့လို့ရှိရင်တို့အဓိကထားလိုက်ကမှာက GPU ဗိုလ်လမ်းကြောင်းထားပြီးတော့လိုက်ခပါမယ်အဲ့တော့ဘိုးပြောင်းငင်ခဲ့လို့ရှိရင်တော့ blue screen error ဒီ power zero လဲလဲရုံနဲ့ပြီးပြီမဲ့ဘိုးရှိကနေခဲ့လို့ရှိရင် power zero ထိစရာမလိုတော့ဘဲနဲ့လမ်းကြောင်းက component လေးလဲကောင်းနေခဲ့မယ်ဆိုရင်တော့ blue စက်ခွင်းအလာလို့ခေါ်တဲ့စက်ခွင်းတစ်ခုလုံးအပြာရောင်ဖြစ်နေတဲ့ error ဒီ CPU ထိရောက်နိုင်ပါတယ်။အဲ့တော့အဲ့ဒီ GPU လို့ခေါ်တဲ့0.9 port ကိုထုတ်ပေးနိုင်ဖို့အတွက် supply port တွေလည်းရှိမယ်။ဟာဒီ quire 2004နဲ့2003လို့ခေါ်တဲ့ဟာဒီအောက်က quire နှလုံးလေးကောင်းနေမယ်ဆိုရင်တော့ port လည်းရှိနေတယ်ဆိုရင်အဲ့ဒီ Redmi Note 3 MTK မှာ blue screen error ဖြစ်လာရင် power and signal လည်းမဆိုင်တော့ဘူးဘိုးရှိနေတဲ့အတွက်ဘယ်ထိရောက်မလဲဆိုရင်ဟာဒီ CPU ထိရောက်နိုင်ပါတယ် အဲဆိုရင်တို့ရဲ့အောက်ဖို့ဖို့လမ်းကြောင်းထုတ်ပေးတဲ့အထင်းမှာမှနောက်ဆုံးလမ်းကြောင်းတစ်ခုကတော့ VI ကို18ဒီဘက်ကနေပြီးတော့ဘူဘက် VI ကို18ဆိုပြီးတော့ပေးစင်တာတဲ့ဘူလမ်းကြောင်းရောင်းမရောက်စစ်ချင်ရင်ဒုစစ်ကမဲ့ component က C 2008မှာစစ်ကပါမယ်အဲ C 2008ဒီဒီဘက်အောက်မှာရှိပါတယ်အဲတော့စာကိပုတ်မှာကြည့်ကြည့်လို့ရှိရင် C 2008ဒီ hardy component ပါ အဲ့တော့ဒီကိုဝန်တန်းမှာတို့ကဗိုတန်းကြီးတစ်ဖက်ဒီ ground တစ်ဖက်မှာ4.2ပို့လို့ခေါ်တဲ့ VS Bias ပို့ရောက်ရှိရင် main power AC ကနေပြီးတော့ VIO 16လို့ခေါ်တဲ့1.8ပို့ထုတ်ဝေးဖို့ supply ပို့တွေရောက်ရှိပြီးဖြစ်တယ်။ PowerAC နှလုံးတိုင်းနဲ့ MDK ဖုံးဖြစ်တဲ့အတွက် quant ခံပြီးတော့ထွက်မယ်။သူ့ရဲ့ quant နံပါတ်ကိုတို့ကတွားကြည့်ရင်ကွန်နဘက်က BL 2006 ပြီးရ2000ကျောက်ဆိုတော့စောစောကပါဝါ IC ရဲ့အောက်တက်တက်မှာရှိတဲ့ quantity VIO 16 PMU ထုတ်ပေးမဲ့ quant ဖြစ်တယ်အဲ့တော့1.5ပျောက်လို့ပါဝါသေနေခဲ့တဲ့အချိန်မှာဆိုရင်တို့က supply voltage ရှိမရှိဒီမှာစစ်မယ် supply voltage ရှိနေတယ်ဆိုရင် quant ကောင်းမကောင်းကို hard quant မှာစစ်ကြည့်မယ် quant ကောင်းတယ် supply voltage ရောက်ရသားနဲ့1.5မထွက်နေဘူးဆိုရင် main power IC ဖြစ်တဲ့ MD6331 ကိုလေးပေးရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ1.5လမ်းကြောင်းဘယ်ဘိုင်းတွေကိုပေးထားလဲဆိုတာကတော့သက်ဆိုင်ဟာ PIO 78 PMU ဆိုတဲ့တန်ခမ်းစာခေါင်းစဉ်အောက်မှာပြန်လည်ပြီးတော့တွေ့ရပါမယ်။အဲ့တော့ဒီ one way book ထုတ်ပေးမပေးကိုလည်းသိရှင်ရင် C2003 မှာသွားပြီးတော့ဆစ်လို့ရတယ်။ C2003 ဒီစောစောကကွန်ရဲ့ဘေးနာကက်လျက်မှာရှိတယ်။အဲ့တော့တို့ကဒီ component မှာစစ်ကြည့်ရင်တစ်ဖက်မှာ ground တစ်ဖက်မှာ one way book ရှိနေရမယ်။အဲ့တော့ဒီ one point ဒီ component မှာ one point ပျောက်နေခဲ့ရင်ဟာဒီ component မှာ supply point တွေရောင်းမရောင်းစစ်မယ်၊ကွန်ကောင်းမကောင်းစစ်မယ်။ ဒီမှာလဲ supply voltage ရှိတယ်၊ coil လဲကောင်းတယ်၊ဒီမှာဘူးပြောင်းနေခဲ့ရင်တော့တို့က power IC ကိုလဲပေးရပါမယ်။အကယ်၍ဒီ1.5 volt လမ်းကြောင်းမှာ ground ကျနေခဲ့ပြီဆိုရင်တော့တို့က component ကိုဖြုတ်ကြည့်မယ်။ပြီးရင်ပြန်တားကြည့်မယ်။ ground ပြောင်းရင်တော့ component ပြတ်လို့ short ချခြင်းဖြစ်တဲ့အတွက်ပြန်လဲတက်ဆင်လိုက်ုံနဲ့ပြီးပြင်မယ်။ component ဖြုတ်ချပြီးပြန်ဆက်ရင်တော့ ground ကျနေခဲ့ရင် coil ရဲ့ voltage ဒီ battery မှာပြန်ဆက်ကပါမယ်။အဲ့တော့ coil ရဲ့ဒီ battery မှာကျနေခဲ့လို့ရှိရင်တော့ power IC လောင်းနေတယ်ပြီးနိုင်ပြီမဲ့ဒီဘက်မှာဆိုရင်သူပေးထားတဲ့ဘူလန်းကြောင်းက အာဒါဘအကုံလုံးနဲ့ CPU တွေ EMC ထဲမှာရှိတဲ့ Randy Ronio ပေးထားတဲ့အတွက်ရေဝင်ဖို့ဆိုရင်အာဒါဘကတူဝင်သွားတဲ့နေရာတွေရဲ့ IC တွေ socket တွေအောက်မှာရေကျိုးစားတာရေနာတာကြောင့်ရှော့ကျတာဖြစ်နိုင်တယ်လို့ CPU အောက်တွေ EMC အောက်တွေကိုလည်းရေဝင်ဂျိုးကပ်ပြီးတော့ရှော့ကျခြင်းလည်းဖြစ်နိုင်တဲ့အတွက် one white board လမ်းကြောင်းရှော့ကျရင် MPK ဖုန်းတွေမှာနည်းနည်းတော့ခေါင်းကိုက်ရပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာဖြစ်တဲ့ဘူရဆွာလို့ခေါ်တဲ့ VBH Bluebird 4.2ဘို့လမ်းကြောင်းကို main power IC MT631 ကိုဝင်ရောက်တဲ့အပိုင်းကိုဘလော့ပုံနဲ့လေ့လာပြီးပြီး diagram နဲ့ချင်းကလေ့လာခဲ့ကြပြီးပြီးနားမလည်လာရှိလို့ရှိရင်သက်ဆိုင်ရာသင်ခန်းစာရဲ့ comment မှာရေးပြီးတော့မေးမြန်းနိုင်ပါတယ်